ာပါရှင်။တင်းနှောင်းရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့မီလာ၂၁ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါရရှင်။တင်းနှောင်းရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တင်းနှောင်းနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်။ကချင်ပြည်နယ်ဗမော်မြို့စစ်ကောင်စီတပ်စခန်းကိုတက်ကူလာပေါ်တဲ့ရဟန်းရင်၃စီးထဲက၂စီးကိုကချင်လွတ်လပ်ရေးတပ် KIA နဲ့ပူးပေါင်းတပ်တွေကပစ်ချနိုင်ခဲ့တယ်လို့သိရပါဗျ။ အခုလ20ရက်နေ့မှာစစ်ကောင်စီဘက်ကဗမောမှာရှိတဲ့စကကက27ဌာနချုပ်ထဲကိုစစ်ရဟန်းရင်3စီးနဲ့စစ်ကိုလာပို့ရမှာ KIA တပ်တွေကပစ်ချခဲ့တာဖြစ်ပါတယ်စစ်ကောင်စီတပ်ကိုရဟန်းရင်3စီးထဲကထိမှန်ခဲ့တဲ့နှစီးမှာတစီးကပောက်ကွဲပြက်ကျပျက်စီးပြီးတော့နောက်တစီးကတော့ရွှေကူဘက်ကိုအရေးပေါ်ဆင်သက်ခဲ့ရတယ်လို့သိရပါတယ်ကွယ်မြွနဲ့အရှိတော်ဒေတာကအညာဖြားကြီးရွာအနီကို နေ့ကမွန်လွဲပိုင်း၂နာရီခွဲဝင်းကျင်လောက်မှာစစ်ကောင်စီတပ်ကဂျက်ဖိုင်တာနဲ့ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်ကောင်စီတပ်ကဘုံသီးနှလုံးကျဲချပြီးနောက်ဆက်လက်တွေနဲ့လည်းတရက်ဆက်ပစ်ခတ်ခဲ့လို့ဆိုပါဗျ။အဲ့ဒီဘုံကျဲတိုက်ခတ်မှုကြောင့်ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။ တနင်္လာရီမျိုးနဲ့ရမ်းဖို့နဲ့ဗန်လမော့ရွာကိုဦးတည်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုပြည်သူ့ကောင်ွယ်ရေးတပ်ဖွဲ့တွေကအကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အင်အားတရာလောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကိုမနေ့ကမနက်6နာရီလောက်မှမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးမနက်9နာရီခွဲလောက်မှတော့ရမ်းဖို့ရွာအနီးမှာထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီနောက်မွန်လွဲပိုင်းနဲ့ညနေပိုင်းတွေမှာလဲမော်တုံရွာအခြေဆိုင်အမတ်306အမြောက်တပ်ကစစ်ကောင်စီတပ်သားတွေကိုဘန်လုံးမရွာအနီးမှာတောပုံကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ကဒရုန်းနဲ့ပုံတိချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။တိုက်ခိုက်မှု၄ချိန်အတွင်းစစ်ကောင်စီတပ်ကထိခိုက်ဒိဆုံမှုရှိတယ်လို့ဒေသခံတွေစီကကနဦးသိရပါဗျ။ဒွေမြို့နယ်အရှိတော်ဒေသတဖက်ချမ်းကထိုင်းနိုင်ငံဘော်တီရွာမှာရှိတဲ့စာတင်ကျောင်းမှာ စစ်မြေပြင်ဆိုင်ရာကြိုတင်ကာကွယ်ရေးနီလန်းတွေနဲ့အရေးပေါ်စစ်ပီးရှောင်တိန်နိုင်ဖို့အတွက်တရုတ်ပြလီကျင်နာတွေပြုလုပ်နေတယ်လို့သိရပါတယ်။အခုလ19ရက်နေ့မွန်လွဲပိုင်းမှာကချနံဘူရီခရိုင်ဘော်တိရွာကအထက်တန်းကျောင်းမှာတကြောင်လုံးကိုစူဝေးပြီးမြန်မာဘက်မှတိုက်ပွဲဖြစ်ချိန်အရေးပေါ်ရှောင်တိန်နိုင်ဖို့နဲ့အကာအကွယ်ယူတဲ့နီလန်းတွေကိုလေ့ကျင့်ခဲ့တာပါ။ဘော်တိရွာဟာထိုင်းမြန်မာနယ်စပ်အနီးမှာရှိပြီးရွာနဲ့တမိုင်လောက်ဝေးတဲ့နယ်စပ်မြင်းပေါ်ကတောင်ပေါ်မှာတော့ စစ်ကောင်စီရဲ့ body နေဆက်စခန်းရှိပါတယ်။ပြီးခဲ့တဲ့ April လနဲ့အခုလထဲမှာပဲ KNU တမဟာလေးနဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေက ထိုင်းမြန်မာနေဆက်ကစစ်တပ်ရဲ့ထိထားနဲ့ထိခိနေဆက်စခန်းတွေကိုစက်တိတ်သိမ်းပိုက်ခဲ့ပါတယ်။မြေခရိုင်ပြည်သူ့ကာကွယ်ရေးတမတော်တရင်3စီကိုအခုလ15ရက်နေ့မှာစစ်ကောင်စီတပ်သားတို့လက်နက်နဲ့တကွအလင်းဝင်လာတယ်လို့တင်းင်းသာရီတိုင်းစစ်ဌာနကမနေ့ကသတင်းထုတ်ပြန်ပါတယ်။အလင်းဝင်လာသူဟာ ခမရ431တက်သားချစ်ကိုဖြစ်ပြီး MA1 တနက်တလန်ကြီးစံတရာကျော်နဲ့အလင်းဝင်လာတာပါတက်သားချစ်ကိုဟာစစ်မှုထမ်းဥပဒေအရအတင်းအဓမ္မစစ်မှုထမ်းခေါ်ယူခံရပြီးနောက်စစ်မှုထမ်းအပတ်စဉ်ရှင်မှာတည်တန်းတက်ခဲ့သူဖြစ်တယ်လို့လည်းသိရပါဗျ။လောင်လုံးမြို့နယ်နှခံတော်ရွာမှာ ငူးရည်စီဝါဖြန့်ဖြူးရောင်းချသူဦးနိုင်တာဦးဆောင်တဲ့လောင်ကစားဝိုင်းနဲ့ကြက်ဝိုင်းကိုပြည်သူ့ကော်ကွယ်ရေးတပ်မတော်ဒဝင်ခင်အမှတ်တတက်ရင်တက်ခွဲတင့်နဲ့နှိတို့ကဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။အခုလ18ရက်နေ့မှာဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီးဆိုင်ကယ်9စီးလက်ကင်ဖုံ၄လုံးငွေသားကျပ်28သိန်း38300ကိုဖမ်းဆီးရရှိခဲ့တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။ ။တင်းနယ်တိုင်းတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။